မင်းလာပါခဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘာလ22ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့ထူးခြားတဲ့စည်ရေးစည်းဝါးရေးလူမေးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမတ်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့မန္တလေးလာရှိုးပြောင်သူလမ်းမကြီးမှာကုန်တင်ရင်တွေပါဖြတ်တန်းခွင့်ပြုပြီးဆိုတဲ့သတင်းဖြစ်ပါတယ်ချမ်းမြေနယ်မြောက်ပိုင်းကုန်စည်စီးဆင်းဖို့အတွက်အရေးကြီးတဲ့ မန္တလေးလာရှုပြည်တော်စုလမ်းမကြီးမှာကုန်တင်ရင်တွေကိုပါဖြတ်တန်းသွားလာခွင့်ပြလိုက်ပြီဖြစ်ပါတယ်။ကုန်တင်ရင်တွေဖြတ်တန်းခွင့်ရရှိတာအရင် အော်တိုဘားလ18ရက်မှာရင်းငယ်တွေသာစတင် ဖြတ်တန်းခွင့်ရပေမဲ့အော်တိုဘားလ19ရက်နေ့ကစပြီးကုန်တင်ရင်ကြီးတွေဖြစ်တဲ့ပြောင်းတင်ရင်ကြောင်ပြီးသွေးတင်ရင်တို့ပါဖြတ်တန်းခွင့်ပြုခဲ့တာဖြစ်ပါမယ်။အဲ့ဒီလမ်းပိုင်းမှာပြေးဆွဲနေတဲ့ဒေသတွင်းရင်းမောင်းတူကအထက်ကကုန်တင်ကန်တာချို့ခါလီ12ဘီကားတွေအစင်းမှာပြောင်းတင် ကြောင်မီးသွေးတင်ကားကြီးတွေဖြတ်တန်းသွားလာတာတွေ့ရတယ်လို့ပြောပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တီပေါမြို့မှာစာတင်ကြောင်းများနဲ့ပြည်သူစေုံများပြန်လည်ဖွင့်လှစ်နိုင်ရန်သက်ရှိမြောက်ဆောင်ရွက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တမတော်ကရှမ်းပြည်နယ်မြောက်ပိုင်းတီပေါကိုအလုံးစုံပြန်လည်ထိန်းချုပ်ပြီးနောက်အစိုးရရဲ့အုပ်ချုပ်မှုရန်ရာများပြန်လည်လည်ပတ်နိုင်ရေးကလေးတငယ်များပညာသင်ကြားနိုင်ရင်ဒေသခံပြည်သူလူထုအတွက်ကျန်းမာရေးစောင့်ရှောက်မှုများပြန်လည်စောင့်ရှောက်ရေးအပအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအချိန်နဲ့တပြင်းညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။သို့သောဆောင်ရွက်ပေးလျက်ရှိရာဦးစားပေးအနေဖြင့်စာတင်ကြောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးစေယုံများပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့အော်တိုဘားလာ20ရက်မှတက်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များဌာနဆိုင်ရာဝန်ထမ်းများနဲ့ဒေသခံပြည်သူများစုပေါင်းပြီးတီဘောမျိုးအမှတ်တရအခြေခံပညာထပ်တန်းကြောင်းနဲ့တီဘောမျိုးပြည်သူစေယုံတို့မှစုပေါင်းတန်ရှင်ရင်းများဆောင်ရွက်ခဲ့ကြပါတယ်။ဒါအပြင် တီဘောမြို့တွင်ဒေသခံပြည်သူများပြန်လည်ဝင်ရောက်လျက်ရှိသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကကျူးစွနေရခြားထားခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာတည်ငြိမ်အေးချမ်းသာယာရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအေးချမ်းစွာလူမှုစီးပွားဘဝစားသောက်လုပ်ကိုင်နိုင်ရေးအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေလုံခြုံရေးနှင့်နေမြေစုံမွေးတာဝန်များကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အမှတ်24အကြီးစားဆက်ယုံတကုံပိုင်း LED မီလုံးဆက်ယုံကိုပုဂ္ဂလိကသို့နှစ်တူငှားရမ်းဆောင်ရွက်ရန်တင်တာခေါ်ယူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရောင်းတိုင်းဒေသကြီးလိုင်မြုံနယ်ဆက်နှစ်ရက်ကွယ်ပါရမီလန်အမှတ်34မှာတည်ရှိသောအမှတ်1အကြီးစားဆက်မှုလုပ်ငန်းအမှတ်24အကြီးစားဆက်ယုံတကုံကြီးကြပ်မှုအောက်ရှိ LED မီလုံးအလုပ်ရုံဤမြေဧရိယာ1.36ဧကနဲ့အဆောက်အုံ10လုံးဟာ LED မီလုံး တရားစစ်နဲ့အလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုဆောင်ရွက်ရန်အပါအဝင်၎င်းနဲ့ဆက်ဆက်သောဝန်ဆောင်မှုများကိုလှုပ်ဆောင်နိုင်ရန်နှစ်တူငါးနှစ်ငှားရမ်းနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်ထို့ကြောင့်ယင်းနှမြုံနယ်မှုကိုဆောင်ရွက်လိုသောပြည်တွင်းပြည်ပကုမ္ပဏီများအနေဖြင့်တင်နာသွင်းလော်ကိုစက်မှုဝန်ကြီးဌာနအမှတ်နှစ်အကြီးစားစက်မှုလုပ်ငန်းစီမံရေးရာဌာနရုပ်အမှတ်41နေပြည်တော်သို့နိုဝင်ဘာလ3ရက်ကနေညနေ3နာရီအချိန်ထိပြေးပို့ရမှာဖြစ်ကြောင်းသိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တောင်ကြီးတစောင်းတိုင်းမိဘုံမြန်ပွဲတော်မိဘုံပြိုင်ပွဲနေ့မှာလှမဲ့ယုံများနှစ်ရက်ကြိုတင်လွတ်တယ်ရှင်ပြိုင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်တောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပြိုင်ပွဲမှာပြိုင်ပွဲဝင်နေတဲ့နေ့လွတ်အယုတ်မိဘုံပြန်များများပြားနေခြင်းကြောင့်ဖွင့်ပွဲမတိုင်မီနှစ်ရက်ကြိုတင်ပြီးအော်တိုဘားလ29ရက်နေ့မှာစတင်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်တောင်ကြီးတစောင်းတိုင်း ဒီဘုံပြိုင်ပွဲတော်ဖွင့်ပွဲကိုအော်တိုဘားလ29ရက်နေ့မှာပုံမှန်တိုင်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။နေ့လွတ်ဒီဘုံပြိုင်ပြိုင်ပွဲကိုမူ၂ရက်ကြိုတင်ပြီးအော်တိုဘားလ29ရက်နေ့မှာစတင်လွှတ်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ယခင်နေ့ကတောင်ကြီးတစောင်းတိုင်းဒီဘုံပြိုင်ပွဲတော်မှာအယုတ်အုပ်စုမိဘုံပြန်6လုံးခန့်ဖြင့်ညာမီးကြီးပါဝင်စိန်နပံမိဘုံပြန်အလုံးရေ43လုံးသာလွတ်တင်နိုင်ခဲ့ပြီးယခုနှစ်မှာတော့တနေ့လင်း အယုတ်အုပ်စုမိဘုံပြန်စေလို့ညာမီးကြီးပါဝင်စိတ်နဲ့ဗန်မိဘုံပြန်လုံးရေ80ကြော်ထိလွတ်တင်နိုင်ရန်စီစဉ်ထားတယ်လို့သိရပါတယ်။ပြိုင်ပွဲမှာနေလွတ်အယုတ်ပြိုင်ပွဲအယုတ်ခြေနှစ်ချောင်းအယုတ်ခြေလေးချောင်းအုပ်စုများညာလွတ်ပြိုင်ပွဲမှာညာမီးကြီးမိဘုံပြန်စိတ်နဲ့ဗန်မိဘုံပြန်တို့ကိုလွတ်တင်ရှင်မြိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။2025ခုနှစ်တောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲတော့မိဘုံပြိုင်ပွဲကိုတောင်ကြီးမြို့အဝေးရာ မိဘုံမြန်ကွင်းမှာအော်တိုဘားလ29ရက်မှာနိုဝင်ဘာလ4ရက်ထိကျင်းပသွားမှာဖြစ်ပြီးဘွဲတော်ပိတ်ကွင်းနဲ့စုပေးဘဲကိုနိုဝင်ဘာလ9ရက်နေ့မှာပြုလုပ်သွားမယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မိုင်းလားမှာဒေသလိုင်းစင်မဟုတ်တဲ့အရင်များဖမ်းဆီးရမှာစိုက်ကယ်စီးရရာချီဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မိုင်းလားမှာမိုင်းလားလိုင်းစင်မဟုတ်တဲ့အရင်များကိုဖမ်းဆီးရာ လက်ရှိဖမ်းဆီးခံရတဲ့စိုက်ကယ်စီးရီဟာရရှိချိနေပြီဖြစ်ကြောင်းမိုင်းလာမှနေထိုင်သူများကပြောပါတယ်။ယခင်ကမြန်မာလိုင်စင်ရင်များနဲ့အခြားဒေသရင်များကိုဖျက်ဆီးခွင့်ရှိတော်လဲပြီးခဲ့တဲ့စက်တင်ဘာလမှစကမိုင်းလာဒေသ SR4 လိုင်စင်မှအပစံလိုင်စင်များကိုဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။လူလိုင်စင်ရင်လိုင်စင်ပြုတ်လို့ရမှာလူလိုက်စင်ကိုယွန်းတရာ ကုန်ကြတော့လဲစိုက်ကိုက်လိုက်စင်မှာယခင်ကယွန်း600မှာယခု ယွန်1900အထိကုန်ကြလာပြီးဘရော့ကားများဟာလည်းယွန်6000ထက်ကုန်ကြလာနေတယ်လို့ဒေသခံတွေကပြောတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မြန်မာပြည်တွင်အောက်လန်းဆရာဟန်ဆောင်ပြီးငွေသိန်း80ကန့်လိမ်လဲတဲ့စားဖြတ်များရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာပြည်မှာ online platform ပေါ်မှာအောင်လန်းဆရာဟန်ဆောင်ပြီးလူငယ်တွေကိုငွေသိန်းချီလိမ်လည်နေတဲ့ကြားဖြန့်ကိုင်းနေရှိတယ်လို့အလင်ခံရသူကာယကံရှင်ရဲ့ ဆွေမျိုးများကပြောကြားပါတယ်။အောက်လန်းဆရာအနေနဲ့အချီအေးအတွက်အလကားဆောင်ရွက်ပေးမယ်ဆိုပြီးကောင်လေးရဲ့ဓာတ်ပုံကိုတောင်းယူပြီးနော်။အဲ့ဒီလိုအောက်လန်းနဲ့ကောင်လေးကိုလုတ်ခိုင်းတာဖော်ထုတ်မယ်ဆိုပြီးငွေညှစ်တာထမင်းစားရင်သွေးရမယ်ဆိုပြီးချိတ်ချောက်တာတွေလုပ်ပြီးသိန်း80တောင်းခံတယ်လို့အလင်ခံရသူအမျိုးသမီးရဲ့အမဖြစ်သူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပေါ်ပြပါတယ်။အမျိုးသမီးငယ်တူဦးသားမကသူ့ရဲ့မိသားစုတွေပါသွေးအပ်မယ်လို့ချိတ်ချောက်ထားသလို့ အလိန်ခံရတဲ့အမျိုးသမီးကခမင်းစားရင်တီမာဆိုလို့ခမင်းနှစ်ရက်မစားရသေးလို့သိန်း80လေးပေးလိုက်ရတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းပုတ်ကတော့မန္တလေးမှာငလင်ထိထားတဲ့လေးရက်တိုက်ဖြိုချရမှာဘိန်းဘောကိုပြူကျပြီးလူများပိနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့ချိုင်းတာဆန်မြို့နယ်မှာငလင်ထိထားတဲ့တဲခုကန်တစ်ခုကိုဖြိုချရမှာဘိန်းဘောသူပြူကျပြီးလူနေအတွင်း လူတွေပြိမိနေတာကြောင့်ကဲထုတ်ဖို့ကြိုးစားနေရတယ်လို့လူမှုကွန်ရက်အသင်းတွေကပြောပါတယ်။အော်တိုဘာလ22ရက်ယမန်နေ့နေ့လယ်ပိုင်းမှာချမ်းရီတာဇန်မြို့နယ်85လမ်း33လမ်း34လမ်းကြားရှိငလင်းသိမ့်အထက်မြင့်လေးရက်တိုက်တက်ခိုကန်းကိုဖြိုချရာနယံဘေးရှိနယံကက်ပြင်တော်အိမ်နေအိမ်နှလုံးပေါ်ပြေးကျသွားတာဖြစ်ပါတယ်။တိုက်ပြူကြတဲ့နေရာဟာရက်ွက်လမ်းကြားဖြစ်တာကြောင့်ဘေးနေအိမ်တွေကိုပြိမိခဲ့တာဖြစ်ကအစာအုပ်တွေကြတဲ့ပြိမိနေသူများဟာ အမျိုးသားတအုပ်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေကအဆက်အသွယ်စကားရရှိပြီးပြန်လည်တုံ့ပြန်မှုရရှိတယ်လို့လည်းပြောပါတယ်။လက်ရှိမှာ နေအိမ်တွင်းမှာအဆောက်အဦတွေထဲပြိမိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ရှိပါတယ်။အကြမ်းဖက် PDF များကအပြစ်မဲ့အရတားပြည်သူအားဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်မှုပေါက်ခေါမှဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အော်တိုဘားလာ၁၈ရက်ည၁၀:၃၀မိနစ်မှာ ဂိုရိုင်းဒေသကြီးပေါခေါင်းမြို့နယ်စိုင်းပစ်အင်းကျေးရွာနေကိုချမ်းမြေအောင်26နှစ်ဟာနေမှာရှိနေစဉ်အစံဖက်ပီရီရဲ့ခုနုကန်ရောက်ရှိလာပြီးကိုချမ်းမြေအောင်ဟာဖန်စီခေါဆောင်သွားကကျေးရွာရဲ့အနောက်ဘက်လေးဖလုံးအရောက်မှာတနက်ဖြစ်ပြစ်ခတ်တက်ဖြတ်သွားသဖြင့်ကြည်တန်ထိမှန်ဒဏ်ရာများရရှိကတည်ဆုံသွားတယ်လို့သိရပါတယ်။ထို့ကဲ့သို့အပြစ်မဲ့အယတားပြည်သူတူဟာငါနဲ့မတူငါရန်သူဟုသည့်တစ်ဖက်အစွန်းရောက်သောဂိုင်းကနာဆွဲပေါ်အခြေခံက တနက်ဖြစ်ပြစ်ခတ်တပ်ဖက်မျိုးများကျွလွန်ခဲ့သည်များအားဖော်ထုတ်ဖန်စီဥပဒေနဲ့အညီရည်ယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစီဝါရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်လန်းကြပါသည်ခင်ဗျာ။